ဆိုးနဲ့ဂျဲဂျူကျွန်းလေရင်ခရီးစဉ်ကကဘာပေါ်မှာပြန်တန်းပြေးဆွဲရမှုအများဆုံးဖြစ်နေရတာပါကြောင့်လေပရိသတ်များအားလုံးမဲ့မင်္ဂလာပါမြဘာမအိတ်တုံလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီလေချောင်းခီးသွားလာရေးကကဘာပေါ်မှာအသုံးပြုမှုအများဆုံးတည်ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာပါရီဒီလိုနိုင်ငံတွေမှာဆိုရင်တော့လက်ရှိလေဆိပ်နဲ့ဝန်ဆောင်မှုပေးတာမလုံလောက်တော့လို့လေဆိပ်ထပ်မံတိုးချရာရီလေဆိပ်တစ်ထက်ဆောက်တာတွေလောက်လာကြပါရီလေဆိပ်တီးတီးကပြည်တွင်းခီးစဉ်တွေနဲ့နိုင်ငံတကာခီးစဉ်တွေကိုနေ့စဉ်ပြန်တန်းပြေးဆွဲနေကြရင်းနဲ့အလုံးများကြပါရီ ကဘာပေါ်မှာပြန်တမ်းပြေးဆွဲမှုအများဆုံးသောလေယာဉ်ခီးစဉ်ကဘေခီးစဉ်ဖြစ်မယ်လို့ထင်ပါလေ။ညယောက်ကနေလန်ဒန်ကိုလားတရုတ်ပြည်ရဲ့ရှန်ဟိုင်းကနေဘေကျင်းကိုလားစင်ကာပူကလေယာဉ်ခီးစဉ်နေများလား။ဒါတွေတခုမှမဟုတ်ပါဘူး။ကဘာပေါ်မှာပြန်တမ်းပြေးဆွဲမှုအများဆုံးသောလေယာဉ်ခီးစဉ်ကတန်ကိုရီးယားနိုင်ငံကဆိုးမျိုးနဲ့ဂျေဂျူကျွန်းကိုပြေးဆွဲရတဲ့လေယာဉ်ခီးစဉ်ဖြစ်ပါရည်။ဆိုးကနေဂျေဂျူခီးစဉ်ကတပတ်ကိုလေယာဉ်ခီးစဉ်ပေါင်း690ကြိမ်လောက်ထိတောင်မှပြန်တမ်းပြေးဆွဲပေးနေရတယ်လို့သိရပါရည်။ဒီခီးစဉ်ကနေတစ်နှစ်ကိုလူဦးရေစုစုပေါင်း73.8တန်လောက်အထိတောင်မှ တေပို့ဆောင်ပေးနေရလို့လည်းဆိုကြပါရီဘာလို့များစိုးနဲ့ကျေကျူးကျွန်းလျင်ခီးစဉ်ဟာကဘာပေါ်မှာအလုံများဆုံးသောလျင်ခီးစဉ်တစ်ခုဖြစ်နေရတာပါလေအဖြေကိုသိရှိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြပါဦးများကဘာမျိုးကြီးတွေကစီးပွားရေးချက်ချာကြတာကြောင့်လျင်ခီးစဉ်တွေအများပြားပြန်တန်းပြေးဆွဲရတယ်ဆိုတာကြားလို့ကောင်းပါသေးတယ်ဒါမဲ့ကျေကျူးကျွန်းဆိုတာကလူဦးရေ9သိန်းလောက်ပဲနေထိုင်ကြတဲ့ကျွန်းငယ်လေးတစ်ခုဖြစ်ပါရီတောင်ကိုရီးယားရဲ့ကြီးဆုံးမြို့ဖြစ်တဲ့ဘူဆန်နဲ့ဆိုးကြားမှာမိုင်းနေရာလောက်ကွာဝေးပါရီ ။ဒါပေမဲ့ဘူရှန်နဲ့ဆိုးတို့ကြားကလင်းပြန်တမ်းမှုအကျဉ်းအရေးအတွက်ကဆိုးနဲ့ခြေကျူးကျွန်းထက်၄စားလောက်ပိုနေပါရီ။ဘူရှန်နဲ့ဆိုးကိုတပတ်မှလင်းခီးစဉ်အကျဉ်းအရေး၁၈၀လောက်ပြန်တမ်းပြေးဆွဲပေးထားပါရီ။ခြေကျူးကျွန်းကစီးပွားရေးအချက်အချာနေရာတစ်ခုလည်းဟုတ်မနေပြန်ပါဘူး။အဓိကအချက်ကတော့ပင်လယ်ကမ်းခြေပန်းပစ်ခီးထွက်ကြဖို့အတွက်တောင်ကိုရီးယားမှာရွေးချယ်စရာကြီးကြီးမားမားမရှိနေပါဘူး။ခြေကျူးကျွန်းကိုပဲအဓိကထားသွားလာကြရပါရီ။နောက်ချက်ကတော့ခြေကျူးကျွန်းကိုသွားရောက်လေပတ်မယ်ဆိုရင်တော့ငွေကုန်ကြေးချမှုအများကြီးမရှိနိုင်ပါဘူး။ ဈေးကိုတက်နိုင်သမျှကျုံလို့ရတယ်လို့အစအစအရာရာဈေးလဲတက်တာပါပဲ။မီတောင်ရှူကင်းနေတဲ့စိန်လန်းဆိုပြီးတဲ့တောတောင်လှတရားတွေကြောင့်အပန်းဖြေအနာယူဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ရှိနေပါပြီ။ဂျေဂျူကျွန်းကကိုရီးယားရဲ့ဟာဝိုင်လွတ်တောင်မှာတင်စားခိုဆိုကြတဲ့အထိနာမည်ကြီးပါပြီ။ဟာဝိုင်နဲ့မတူတာကဂျေဂျူကျွန်းကိုပြန်တမ်းပြေးဆွဲပေးနေတဲ့လေကြောင်းလိုင်းတွေကလေရင်ကားတွေကိုလူတိုင်းစီးနိုင်တဲ့တန်ဖိုးပမာဏနဲ့တက်တက်တာတာသတ်မှတ်ပေးထားကြတာပါ။စိုးနဲ့ဂျေဂျူကျွန်းတို့ကြားမှာမိုင်280လောက်ထိကွာဝေးပါပြီ။ ဆိုတော့လေရင်စီးရင်းနဲ့ကနာလေးနဲ့ပဲမြို့ပြရဲ့မွန်းချမ်းမှုတွေကနေတိတ်ဆိတ်ငြိမ်သက်တဲ့တဘာဝပတ်ဝန်းကျင်ကိုရောက်ရှိသွားနိုင်ပါ ರಿ အချိန်တနာကြီးကျော်လောက်လေးနဲ့ဆိုးကနေခြေကျူကိုရောက်ရှိသွားမှာပါဆိုတော့တောက်ကြနေညာပိုင်းလောက်မှာခြေကျူကျွန်းကိုသွားကြတယ်ပိတ်ရက်ဒီမှာခြေကျူကျွန်းမှာအချိန်ဖြုံးကုန်ဆုံးကြတယ်တနင်္လာနေ့ညမှာခြေကျူကျွန်းကနေဆိုးကိုပြန်လာကြတယ်တနင်္လာနေ့မှာလုပ်ငန်းခွင်တွေကိုပုံမှန်တိုင်းပြန်လည်ဝင်ရောက်ကြပါတယ်အတော်လေးကိုအလုပ်ဖြစ်လာပါတယ်နောက်ပိုင်းဆောင်ရသည်မှာဆိုရင်တော့ခြေကျူကျွန်းကဆိုးလိုမျိုးကိုရီးယားပြည်မှာကြီးထက်ရာသီဥတုပြင်းထန်မှုအနေငယ်ပြောပြောင်းပါတယ်အေးတဲ့ရောပါတာဖြစ်ပါတယ် နိုင်ငံခီးသွားတွေလည်းဂျေဂျူကျွန်းကိုလာရောက်ကြပါတယ်။ဂျေဂျူကျွန်းထိတိုက်ရဲလေရင်ခီးစဉ်မရှိတာကြောင့်ပဲစိုးကိုပဲတထဝင်ပြီးမှဂျေဂျူကျွန်းခီးစီကိုခီးဆက်ကြရပါတယ်။ဒီလိုချက်တွေကြောင့်လည်းစိုးနဲ့ဂျေဂျူကျွန်းတို့ရဲ့ကြားကလေရင်ခီးစဉ်ကကမ္ဘာပေါ်မှာအလုံအများဆုံးလေရင်ခီးစဉ်တစ်ခုလည်းဖြစ်နေရကြောင်းမှာအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုဂျေဂျူထူတင်ရှိပါရီများ။